အနေရရှိတဲ့အကျင့်စုသုံးခွင့်ဆိုင်အကျင့်စုဆိုတာလူတိုင်းမှာရှိနေတဲ့ကိုကျင့်စရိုက်ဖြစ်ပါတယ်။ဒါပေမဲ့ဒီအကျင့်စရိုက်ကတချို့လူတွေမှာတော့အခြားလူတွေထက်ပိုပြီးပေါ်လွင်တတ်ပါတယ်။ဒီအကျင့်စရိုက်ဆိုတွေဟာလူတစ်ယောက်ရဲ့ကိုကျင့်တရားမှာအဓိကထိန်းချုပ်သူတွေဖြစ်လာရင်တော့မသိရတဲ့အပြုမူတွေဖြစ်ဦးတည်သွားပြီးတချို့ကိစ္စတွေမှာပြစ်မှုကျွလုံးနဲ့အထိဖြစ်တတ်ပါတယ်။ဒီအကျင့်စရိုက်တွေကဂျိုးကန်ချဲလက်တက်သူတွေရဲ့တိတ္တထင်ရှားတဲ့အမှတ်တရစိတ်ပဲဖြစ်ပါတယ်။ ဒီလိုအချင်းစရိုက်တွေဘလို့စတင်ဖြစ်ပေါ်လာတယ်ဆိုတာကိုအလုံးစုံမသိနိုင်ပေမဲ့သူတို့ကိုဘလို့အသုံးချရမယ်ဆိုတာတော့ကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ဒီအချင်းစိုးရိတွေကတခုလူတစ်ယောက်မှာတိတာထင်ရှားနေပြီဆိုရင်အဲ့ဒီလူကညီလမ်းမျိုးစုံနဲ့ဒုက္ခပေးတတ်တာကိုသင်တွေ့ရမှာပါ။ဒါပေမဲ့တချို့လူတွေကတော့ဟန်တီးနိုင်စွာမြင့်မာပြီးအားရင်အပြည့်ရှိနေတတ်ပါတယ်။ဒါအပြင်ယာရုနေရမြင့်မာတဲ့နေရာမှာရှိပြီးဒီလိုအချင်းစရိုက်ဆိုရှိသူတွေကသူတို့ပတ်ဝန်းကျင်က ကဘာကြီးအချောင်းကိုကောင်းကောင်းသိတဲ့စွမ်းရည်ပြေးဝပြီးဉာဏ်ပညာပြည့်စုံတဲ့သူတွေဖြစ်ကြပါတယ်။ဒါကြောင့်တို့ဟာတို့ရဲ့ဆန္ဒတွေနဲ့ရည်ရွယ်ချက်တွေကိုအကောင့်ထည့်ဖော်နိုင်ကြပါတယ်။တချို့ကိစ္စတွေမှာတော့တို့လိုချင်တာရဖို့အတွက်ဆိုရင်ဘလို့အရာမျိုးကမှရက်တံပြက်လို့မရတဲ့လူတွေရှိပါတယ်။တခြားအချိန်တွေမှာတော့တို့ကိုအခြားလူတွေရဲ့ခံစားချက်တွေကိုဂရုမစိုက်တတ်သူတွေဖြစ်မြင်ကြပါတယ်။အထူးသဖြင့်တို့ရယူဖို့ကြိုးစားနေတဲ့အရာတခုကိုတားဆီးရက်တံတဲ့အချိန်မျိုးတွေမှာပါ။ ဒါကြောင့်ဒီလိုချင်းစိုးတစ်ခုခုကိုပြသနေသူဖြစ်ဖြစ်သုံးခုလုံးရှိနေတဲ့သူဖြစ်ဖြစ်သင်တွေ့ကြုံနေရပြီဆိုရင်သင်ဘယ်နေရာမှာယက်တည်နေလဲဆိုတာကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်တခါတလေမှာအကောင်းဆုံးနီးလန်းကသူတို့နဲ့ဝေးဝေးနေလိုက်တာပါအချင်းစရိုက်ဆိုသုံးမျိုးရှိသူတွေနဲ့သင်ရင်ဆိုင်တိုက်ခိုက်ဖို့ကြိုးစားနေရင်တော့သူတို့ထက်ခြေလမ်းပေါင်းများစွာကြူရောက်နေဖို့လိုပါတယ်ဒါပေမဲ့ဒီလိုလူသားမျိုးတွေကိုအနိုင်ရရှိတာဟာကျွမ်းရည်နဲ့နီးစနစ်တွေအခြေခံပြီးအနိုင်ရတာမျိုးထက် တစတစအာရုံစိုးရအောင် ပြုလုပ်ရတဲ့တိုက်ပွဲကို အနိုင်ရတာသာဖြစ်တယ်ဆိုတာကိုသတိပြုပါကျိုးကန့်ချဲလေသူတွေဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းရှိပါတယ်တချို့တွေကိုတော့သတိပြုဖို့ခဲယဉ်ပေမဲ့တချို့ကိုတော့ဖော်ထုတ်ရတာလွယ်ကူပါတယ်တချို့ကျိုးကန့်ချဲလေသူတွေဟာရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုတုံ့ပြန်တတ်ကြပေမဲ့တချို့ကတော့သူတို့လုပ်နေတဲ့လုပ်ကိုကောင်းကောင်းသတိရှိကြပါတယ်ဒီလိုအစီအစဉ်တကြပြုလုပ်တတ်တဲ့ကျိုးကန့်ချဲလေသူတွေဟာသူတို့လိုချင်တာရဖို့ဘယ်အရာကိုမှတတ်ညာလို့မရှိပါဘူး တချို့တွေကတော့ကျင်းဝင်းသိခါစောင့်ထိန်နေရှိပါတယ်ဒီလူလူတွေကိုတော့သူတို့ဘာလို့တင့်ငယ်မလို့တင့်ဘူးဆိုတာရဲ့အတွက်စီမင်းအကန့်အသတ်တတ်မှတ်ပေးလို့ရပါတယ်အတ္တပေမဝါဒနာဆစ်စင်အတ္တပေမဝါဒကိုမိမိကိုယ်ကိုနှစ်သက်မျက်နှာချင်းလို့ကြည်ကြဲပြပြအတိတ်ပဲဖွင့်ဆိုကြပါတယ်ဒီနမေဟာမိမိကိုယ်ကိုပဲချစ်ခင်မျက်နှာတဲ့ဒန္နာရီတဲကနာဆစ်ဆပ်ဆိုတဲ့လူနမီကနေဖြစ်ပေါ်လာတာပါဒီဒန္နာရီအရဆိုရင်အတ္တပေမဝါဒဆိုတာ တကူကောင်းဆောင်မှုအားကြီးတဲ့သူတွေကိုခေါ်ဆိုရပါကျွန်တော်တို့အားလုံးကအတိုင်းအတာတစ်ခုရတကူကောင်းဆန်ကြပါမယ်အတက်ပြီးမှဝါဒီတွေကတော့သူတို့ကိုသူတို့ချစ်မြတ်နိုးလွန်းတဲ့အတွက်နေရာရဖို့အတွက်ဘလို့နီးလန်းမျိုးနဲ့မဆို ကိုယ့်အတွက်ကိုပဲဦးစားပေးတတ်ကြပါတယ်အတက်ပြီးမှဝါဒီတွေဟာများသောအဖြစ်ခံစားပိုင်ခွင့်ရှိခြင်းနဲ့မိမိကိုယ်ကိုအထင်ကြီးခြင်းဆိုတဲ့ခံစားချက်တွေနဲ့တွဲဖက်နေကြပါတယ်ဒီလိုလူစားမျိုးတွေဟာ လူတွေရဲ့အာရုံစိုက်ခံရမှုဘို့ဟုချက်ကိုအမြဲပဲရှာဖွေနေပြီးခြားသူတွေကိုတော့သူတို့ရဲ့အမိတ်အာဏာအတိုင်းဆောင်ရွက်စေတတ်ပါတယ်။အကြပေမဲ့ဝါဒီတွေရဲ့မူလအခြေခံကတော့အခြားသူတွေနဲ့သူတို့ဆက်ဆံရေးပြည့်ပြည့်မှုကိုလုံးဝဂရုမစိုက်တာပါ။အခြားသူတွေသူတို့လိုရင်အတိုင်းဆောင်ရွက်ပေးတာကိုပဲလိုချင်ကြတာပါ။ဒါဆိုသူတို့အတွက်ပြည့်စုံပါပဲ။ပိုပြီးကျွမ်းကျင်တဲ့အကြပေမဲ့ဝါဒီတွေကတော့အခြားသူတွေသူတို့လိုရင်ဆန္ဒအတိုင်းလိုက်လုံနိုင်အောင်ဤစနစ်မျိုးစုံအသုံးပြုကြပါတယ်။ ဒီလိုအတ္တဘိမဝါဒီအမျိုးသားတွေဟာတခါတရံမှာတော့စွဲဆောင်မှုအရင်ရှိပြီးနှစ်လိုပဲပုံတံရှိကြပါတယ်ဟုတ်ပါတယ်ဒါတွေအလုံးကသူတို့ရဲ့ပရိယေတွေပါသူတို့ရဲ့အဓိကရည်ရွယ်ချက်ကအခြားသူတွေသူတို့အပေါ်ယုံကြည်လေးစားလာမှုဖြစ်ပါတယ်သူတို့ကိုလေးစားနေပြီးသူတို့ဘက်ကမေတ္တာတရားကိုတောက်လျှောက်ပြသနေနိုင်သေးပြီသူတို့ကလူတွေနဲ့အဆင်ပြေနေပါတယ်သူတို့လိုချင်နေတဲ့တုတ်ပြဖို့မရတဲ့အချိန်မှာတော့ပြဿနာဆက်ဖြစ်လာပါပြီတခါတရံမှာတော့သူတို့ရဲ့အတ္တကြီးမှုပောက်ကွဲလာတာမျိုးဖြစ်ပါတယ် ဥပမာအနေနဲ့အတ္တဘိမဝါဒီတွေဟာသူတို့လုပ်တဲ့အလုပ်အတိမတ်ပြုမခံရတဲ့အခါမှာဒေါသပုံထတတ်ပါတယ်ဒီဒေါသကသူတို့အကောင်းဆုံးအားထုတ်ခဲ့တယ်ဆိုရက်အခြေအနေမှာဆိုရင်နှစတိုးဝေးဖြစ်ပေါ်ပါတယ်အတိမတ်ပြုမခံရခြင်းကသူတို့ကိုအကြီးအကျယ်စိတ်နှောက်ယှက်ဖြစ်စေပါတယ်အပြန်အလှန်အနေနဲ့သူတို့ကိုချီချူးကုန်ပြုမှုတွေလုပ်ရင်တော့အဆဆရရကအဆင်ပြေနေမှာပါသူတို့ကထင်ပေါ်ကြောချမှုတတ်မှတ်ကြပြီးသူတို့ဘောအတိမတ်ပြုဖို့နဲ့မြစ်တာတရားရှိဖို့နောက်တစ်ဆင့်ကို တက်လှမ်းတတ်ကြပါတယ် အထပိမဝါဒီတွေရဲ့အကြီးမားဆုံးပြဿနာကတော့သူတို့ရဲ့ငုံငမမှုကိုမြို့သိမ့်ထားကြတဲ့အချက်ဖြစ်ပါတယ်။လူတိုင်းကသူတို့လိုရင်အတိုင်းလိုက်လုပ်ပေးရမယ်ဆိုရဲခံစားချက်ရှိကြတဲ့အတွက်သူတို့ဟာသူတို့အနာကလူတိုင်းအရာဝတ္ထုတိုင်းကိုထိန်းချုပ်ဖို့လိုအပ်နေတတ်ပါတယ်။အကျိုးဆက်အနေနဲ့အထပိမဝါဒီတယောက်ဟာသူတို့ပတ်ဝန်းကျင်ကိုထိန်းချုပ်နိုင်စွမ်းဆုံးဆုံးသွားပြီဆိုရင်တော့ထိန်းချုပ်မှုအပြည့်အဝရဖို့အတွက်လိုအပ်တဲ့နည်းလမ်းမှန်မြတ်ပြုလုပ်ပါတော့တယ်။သူတို့တို့ရဲ့လမ်းတစ်လျှောက်မှာရှိနေတဲ့သူတွေကို ဖြက်စီဖယ်ရှားဖို့လိုအပ်တယ်ဆိုရင်လည်းသူတို့လုပ်ရကြောက်အခြားသူတွေပေါ်ကြားရောက်လာမယ့်အကျိုးသက်ရောက်မှုတွေကိုမစင်စားတော့ပါဘူးအတတ်ပေမဲ့ဝါရီယာခလေးဘွားမှကလေးကစတင်ဖြစ်ပေါ်တတ်ပါတယ်ညာသောအဖြစ်ကတော့လိလူရှုခံရမှုနဲ့အနိုင်ကျင့်ခံရမှုတွေကြောက်ပါရေဘူးရအနေနဲ့ပြောရမယ်ဆိုရင်ဖယ်ကျင်ခံရလိလူရှုခံရတဲ့ခလေးဘွားကိုဖျက်ဆီးလာခဲ့ရမယ်ဆိုရင်သူတို့မှာမြစ်တတရားကင်းမဲ့မှုထိန်ချုပ်နိုင်စွာအာရုံနေမှုလိုပြဿနာတွေဖြစ်ပေါ်ပါတယ် ဒါတွေကိုဂယုတစိုက်ကူတာမှုမလုပ်ရင်တော့ဒီကလေးဟာအတ္တဘိမဝါဒီအစ်စ်တယောက်ရဲ့ကိုချင်းစရိုက်တွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အတ္တဘိမဝါဒီတယောက်ဟာလူကြီးဘဝမှာတော့လူအတိုင်းဝိုင်းနဲ့ရောရှက်နေထိုင်ခြင်းမှာပြဿနာဖြစ်လာပြီးအထီးကျန်ဆန်ခြင်းကိုဦးတည်သွားစေပါတယ်။လူမှုဆက်ဆံရေးကောင်းမွန်တဲ့အတ္တဘိမဝါဒီတယောက်ဟာအစောပိုင်းကာလမှာမိတ်ဆွေအပေါင်းအသင်းတွေအများကြီးရှိပေမဲ့သူတို့ဟာစစ်မှန်တဲ့မိတ်ဆွေဆက်ဆံရေးကိုတိဆောက်ဖို့ရုန်းကန်နေရတဲ့အတွက်အဆုံးမှာတော့အထီးကျန်တယ်မဟုတ် အစိုးမတော့အထီးကျန်လာမှတယောက်ပဲဖြစ်သွားမှာပါ။သင်ဟာအတ္တဘီမဝါဒီတယောက်နဲ့ဆက်ဆံနေရတယ်လို့တန်တရားရှိရင်တော့အာယုံဆိုင်မှုနဲ့မြတ်တာတရားကိုအသေးအံလိုအပ်နေသူတစ်စုံတစ်ယောက်အတွက်ပြင်ဆင်ထားဖို့လိုပါပြီ။ဒါပြင်သူတို့ဟာသင်ဘွားရဲ့အစိတ်ပိုင်းအားလုံးကိုထိန်းချုပ်ဖို့ကြိုးစားပါလိမ့်မယ်။အစိုးမတော့သင်ကသူတို့နဲ့အဝေးထွက်သွားတာဒါမှမဟုတ်သူတို့ရဲ့ကစားပွဲမှာအကောင်းဆုံးကစားရမယ်ပြုလို့ရတော့မှာပါ။